ရွေဥရသည်ရဲ့နှွေးထွေးရဲ့နနက်ခင်းနေအောင်ကြီးဖြာကြနေတဲ့မြခင်စိမ့်စိမ့်တစ်ခုပေါ်မှာနှံကောင်လေးတစ်ကောင်ဟာပျော်ရွှင်စွာခုံပေါက်ဆော့ကစားနေပါတယ်။မြခင်မြင့်ကြီးတစ်ခုလုံးဟာသူ့အတွက်စားမကုန်နိုင်တဲ့အစားအစာတွေပါပဲ။နှွေဥမှာမြေကြီးတွေကဒိုးထွက်လာတဲ့မျက်နှုလေးတွေရဲ့တိပင်မောကတိရွတ်နှုလေးတွေဟာသူသိကျတဲ့အစားအစာတွေပါပဲ။ သေးရွယ်မှုတွေစားရတာညီငွေလာရင်လဲပေါများလာတဲ့အသီးနှံမျိုးစိတ်ကြိုက်ခိုက်ဖြတ်စားတော့နိုင်ပါသေးတယ်။သူပါတနေ့ကုန်မဲဟိုဟိုဒီဒီခုံပေါက်သွားလိုက်မောလာရင်အစာစားလိုက်နဲ့ပျော်ရွှင်နေပါတယ်။ဒီလိုနေရင်နဲ့သူကမောလာလို့ခဏနာမယ်လို့စဉ်းစားပြီးတရွတ်တရွတ်ပေါ်ခုံတက်လိုက်ပါတယ်။အဲ့ဒီနေရာနဲ့ခက်လန်းလန်းမှာ စပားစီတွေကိုကြိုက်ချီလာတဲ့ဖျော်စိတ်တွေဟာတန်းစီပြီးသူတို့တောင်မိုးစီကိုသွားနေကြတာတွေ့လိုက်ရတယ်။သူတို့တည်လာတဲ့စပားစီတွေဟာသူတို့ခန္ဓာကိုယ်ထက်ကိုကြီးမားပြီးလေးလံကြပါတယ်။နှံကောင်လေးလည်းစိတ်ဝင်စားသွားပြီးဖျော်စိတ်တွေကိုသွားမေးပါတယ်။နှံကောင်ကမိတ်ဆွေတို့တလောက်တရာလာတဲ့ຫນွေဥမှာ ပြောပြောပါပါဆောက်ကစားမနေကြပဲဘာဖြစ်လို့လေးလံလာတဲ့စံစည်းတွေကိုတည်ဆောင်နေကြတာလဲလို့မေးပါတယ်။ဖေယစိတ်တွေကမိတ်ဆွေကျွန်တော်တို့ကဆောင်းရသည်မှာစားတော့ဖို့စံစည်းတွေကိုစုဆောင်နေတာပါလို့ပြန်ဖြေတယ်။နန်ကောင်ကအပင်မခံလို့ဗျာစားစရာတွေတလောက်ပေါများတာဘာဖြစ်လို့စုဆောင်နေရမှာလဲ။ပြောပြောပါပါလွတ်လွတ်လပ်လပ်နေကြပါဗျာလို့ပြန်ပြောလိုက်ပါတယ်။ ဖယားစိတ်တွေရကျွန်တော်တို့မျိုးစဉ်ဆက်လိုက် ဆောင်းရသည့်အတွက်အစာအစာတွေကိုစုဆောင်ကြပါတယ်လို့ပြောပြီးစံစည်းတွေကိုတောင်ပို့ရှိရာတည်သွားကြပါတော့တယ်နှံကောင်လေးလဲဖယားစိတ်တွေနာထွက်လာခဲ့ပြီးခုံပေါက်ပြီးတော့ပြောပါနေရနေနင်းစီပန်းကင်းညီနာရောက်လာခဲ့တယ်အဲ့ဒီမှာပြားတွေအနှင်းစီပန်းတွေရဲ့ပန်းဝင်မုံတွေကိုစုပ်ယူနေကြပြီး သူတို့ပြောင်းရှိရာတစ်ပင်မောကိုတဲပြီးအလုံးရှုပ်နေကြတာကိုတွေ့ရပြန်ပါတယ်။ပြားတွေကနင်းစီပန်းတွေကဝဲမုံတွေကိုတဲပြီးပြောင်းမှသွားကတ်ကြတယ်။ပြီးတော့ဝဲမုံတွေကိုပြောင်းမှစီးကတ်သွားအောင် အတောင်ပံနေနဲ့ခတ်ပေးကြတယ်။ပြီးတော့ခန္ဓာကိုယ်ကထွက်တဲ့ပြားဖျောင်းနေနဲ့ထက်ကတ်လိုက်ကြပါတယ်။ပန်းတွေစီလာလိုက်ပြောင်းစီပြန်သွားလိုက်နဲ့လှုပ်ရှုပ်နေကြပါတော့တယ်။ နန်းကောင်းလေးလည်းလမ်းမေးလိုက်ပြန်ပါတယ်မိစေတို့တလောက်တာယာလာတဲ့ဘန်ငင်ကြီးမှာပျော်ပျော်ပါပါခုံပေါက်ဆော့ကစားမနေကြပဲဘာလို့အလုံးရှုံနေကြတာလဲလို့မေးလိုက်ပါတယ်။ပြားတွေကလည်းမိစေကျွန်တော်တို့ကຫນွေရာဒီမှာစူးစားပြီးပြားအုံကိုစောက်လုံနေကြတာပါ။ဒါမှစောင်းရည်ရောက်တဲ့အခါပြားအုံထဲမှာနွေနွေထွေးထွေးနေနိုင်ပြီး ပြားရည်တွေကိုလည်းစားတော့ရှင်သန်နိုင်ကြမှာ ဖြစ်ပါတယ်လို့ပြန်ပြောပါတယ်။နန်းကောင်းလေးလည်းอืมပြားရည်ရလည်းပျော်စိတ်တူလို့ပဲတဘာဝကိုမခံစားတတ်ကြဘူးပဲလို့တွေးပြီးတခြားနေရာကိုထွက်သွားပြန်ပါတယ်။တနေရာရောက်တော့သစ်စိတ်ရူကိုက်ချီတဲလာတဲ့ရှင်ကလေးတစ်ကောင်ကိုတွေ့ပြန်ပါတယ်။နန်းကောင်ကမိတ်ဆွေအစားအစာတွေတဝေးတစ်ပိုက်တဲလာပြီး ပေးသွားမလို့လဲလို့လမ်းမေးပါတယ်။ရှင်ကလေးကကျွန်တော်ဆောင်းရသည်မှာစားဖို့အစာတွေကိုသစ်ခေါင်းထဲမှာစုဆောင်းနေတာပါလို့ပြန်ဖြေပါတယ်။နန်းကောင်လေးလည်းလာခဲ့ပြီဒီဆောင်းရသည်လို့တွေ့ပြီးအဝေးကိုထွက်သွားပါတော့တယ်။သွားရင်သွားရင်နဲ့သူကစံချောင်းလေးတစ်ခုနောက်ရောက်လာပါတယ်။စံချောင်းလေးနဲ့ဘေးကသစ်ပင်မှာသူကခဏနားလိုက်ပါတယ်။အဲ့ဒီအချိန်မှာဝုံဆိုတဲ့တန်ကြီးနဲ့သူ တစ်ပင်တစ်ပင်ဟာပြိုလဲကျသွားတာကိုသူတွေ့လိုက်ရပါတယ်။တစ်ပင်ခြေရင်းမှာတော့ဘီဗာတကောင်ကိုတွေ့ရပါတယ်။သူရဲ့ထမ်းမြတဲ့သွားရည်နဲ့ကိုက်ဖြတ်လိုက်လို့တစ်ပင်ဟာပြိုလဲသွားတာဖြစ်တယ်။ဘီဗာလေးကတစ်ပင်ရဲ့အကိုင်းတွေကိုထမ်းမှန်ကိုက်ဖြတ်နေပါတယ်။ပြီးတော့တစ်ကိုင်းတွေကိုစမ်းကြောင်းနဲ့တည်သွားပြီးစုပုံထားပါတယ်။တစ်ကိုင်းတွေကိုရေနဲ့မျောမသွားအောင် ကျောက်တုံးနေခိုက်ချီလာပြီးစုပုံပြန်ပါတယ်။သူတို့မိသားစုတွေကနောက်တစ်ကောင်ကစံချောင်းထဲရွှွန့်နေတည်လာပြီးသူတို့ရဲ့အိမ်ကိုစောက်နေကြပါတယ်။သူတို့ကစံချောင်းထဲမှာရေကာတာပုံတံအိမ်တစ်လုံးစောက်နေကြတာဖြစ်ပါတယ်။အဲ့ဒီအိမ်မှာသူတို့စားတော့တဲ့တိတ်ခေါက်တွေတင်းမြင့်တဲ့ဥတွေကိုသူလုံထားကြတာဖြစ်တယ်။နှံကောင်းလေးလဲအလုံများလာတဲ့တရိတ်ဆက်တွေကိုကြည့်ရင်ပြင်းမှန်းလာတာကြောင့် အိပ်ပျော်သွားပါတယ်။သူပြန်နိုးလာတဲ့အချိန်မှာလာရောက်အောင်မှာအလုံများနေတဲ့ဟမ်စတာလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ဟမ်စတာလေးဟာတစ်ပင်အောင်မှာကြွေကျနေတဲ့သစ်စီတွေကိုပါစပ်သေးကိုတစ်ခုပြီးတစ်ခုအပြည့်ထည့်သွင်းနေပါတယ်။ခဏကြာတော့သူ့ပဆောင်ထဲမှာသစ်စီတွေပြည့်သွားပါတယ်။နှံကောင်လေးကမေးလိုက်ပြန်ပါတယ်။မိတ်ဆွေအစာရီအများကြီးမစားဘဲနဲ့ ဘာဖြစ်လို့ပါဇက်သေးကိုလောဘတကြီးထိုးထည့်နေရလဲလို့မေးလိုက်တယ်။ဟမ်စတာလေးကကျွန်တော်ကသစ်စိတွေကိုမြည်ချင်းနဲ့တည်သွားပြီးဆောင်းရသည့်အတွက်ဒူလောင်ထားမလို့ပါလို့ဖြေပြီးထွက်သွားပါတယ်။နှံကောင်လေးလည်းစက်မပြောတော့ပဲနနခင်းနေမင်းကြီးထွက်လာကိုညှော်နေလိုက်ပါတယ်။သူကနှူရသည့်တစ်ခုလုံးခုံပေါက်ပြေးလွှားပြီးစားတောက်ပြောရှင်က အပူပင်ကင်းကင်းနေထိုင်လျက်ရှိပါတယ်။တဖြည်းဖြည်းနဲ့နှွေရသည်ဟာကုံဆုံးမှုနီးကပ်လာပြီးလေအေးတွေတိုက်ခတ်လာပါတယ်။သစ်ပင်တွေဟာလည်းသစ်ရွက်ဟောင်းတွေကျွေကြပြီးသစ်ကိုင်းတွေဟာနှင်းနေနဲ့ဖုံးလွှမ်းလာပါတယ်။တစ်ချိန်ကစိမ့်ဆုံနေတဲ့မြခင်မြင့်ကြီးဟာလည်းနှင်းဖြူဖြူတွေဖုံးလွှမ်းလာပါတော့တယ်။လံကောင်လေးဟာခိုက်ခိုက်တောင်းချမ်းနေပြီး စားတဲ့အစားတော့လည်းရှားပါလာပါတယ်။အဲ့ဒီအချိန်မှာတစ်ချိန်ကသူတွေးခဲ့တဲ့တရိစံလေးတွေဟာနှွေထွေးတဲ့အိမ်ထဲမှာကိုအောင်ပြီးစူဆောင်းထားတဲ့အစားအစာတွေကိုစားတော့နေထိုင်ကြပါတယ်။ဒီလိုနဲ့အေးဆက်တဲ့ဆောင်းညတညမှာတော့နှံငောင်လေးဟာအေးခဲပြီးတည်ဆုံသွားပါတော့တယ်။